ဟုတ်ပါတယ် caption မှာမြင်တဲ့အတိုင်းပဲ PUBG Mobile မှာမကြခင် AI တွေ့မြင်ရတော့မှာဖြစ်ပါတယ်အဓိကအဖြစ်တော့ AI teammate မနေ့တော့ငါငွေချင်းအားလုံးပဲ PUBG Mobile စီကနေ notice တစ်စောင်ရရှိကြမယ်ဆိုတာသိကြပါတယ်စက်တင်ထဲမှာကြည့်မယ်ဆိုရင်လည်း teammate AI fallback ဆိုတဲ့စက်တင်အသစ်တွေးမြင်ရတာမျိုးရှိပါတယ်လက်ရှိ region တချို့မှာဒီ AI teammate feature ကိုဆန်းနေတာမျိုးရှိပါတယ်မချခင်တော့ဒီ feature ကို region အားလုံးမှာတွေးမြင်ရတော့မှာဖြစ်ပါတယ် okay ဒါဆိုတော့ဒီ AI fallback teammate ကဘာလဲဘယ်လိုပုံစံအလုပ်လုပ်လဲဆိုတာမေးစရာရှိပါတယ်ငွေချင်းအားလုံးအနေနဲ့ကျွန်တော်ခုဖော်ပြပေးမယ့်အခြေအနေကို game ထဲမှာကြုံမှုကြမယ်ဆိုတာသိကြပါတယ်ဥမာကိုကငွေချင်းနဲ့အတူ game show နေတဲ့အချိန်မှာ game ထဲမှာပေါ်ရရုတ်တရက်ခုအဖွဲငွေချင်းက disconnect ဖြစ်သွားတယ် ဒီမှာကျတော့ तू က game နေရထွက်သွားတာမျိုးပဲဖြစ်စေတခါတခါ line ကျပြီးမှလည်း disconnect ဖြစ်သွားတာမျိုးရှိပါတယ်တခါတခါကျတော့လည်းပြန်ဝင်လာလို့ရတာမျိုးရှိပါတယ်တခါတခါကျတော့လည်းလုံးဝပြန်ဝင်လာလို့မရတဲ့အနေအထားမျိုးရှိပါတယ်ဗျလုံးဝပြန်ဝင်လာလို့မရတော့တဲ့အနေအထားမှကြီးမယ်ဆိုရင် game ထဲမှာကိုကတယောက်တည်းပေါ်ရကို teammate ကလည်း disconnect ဖြစ်သွားပြီဆိုရင်တကယ်ချင်းတို့လည်းပြင်းပါလိမ့်မယ်ဒီအနေအထားမှကြီးမယ်ဆိုရင်ကို teammate နေရအစားဝင်လာမှာတော့ AI teammate ကအစားဝင်လာမှာဖြစ်ပါတယ်ကိုစီမှာ notification တစ်ခုမဟုတ်တစ်ခုတက်လာပါလိမ့်မယ်ကိုရဲ့ teammate ကို AI teammate ဖြစ်ပြောင်းမလားပေါ့ဗျဒီလိုပုံစံပေါ်လာဖို့ဆိုတော့လည်းစတင်နေက private စီယံဆိုရှယ်လက်ဝင်မှာတည်းရဲ့ AI teammate ကို enable လုပ်ထားဖို့လိုတာဖြစ်ပါတယ်ဒီမှာတကယ်ချင်းတော့ဒါကိုလက်ခံလိုက်တယ်ဆိုရင်တော့ကိုယ့်ရဲ့တကယ်ချင်းက AI teammate ဖြစ်သွားပါလိမ့်မယ်နံပါတ်3မှာကြည့်ရမယ်ဆိုရင် player အများစုအနေနဲ့ဒီရဲ့ feature ကို enable လုပ်ဖို့အတွက်သဘောတူကြတယ်ဆိုရင်ဒီကောင် enable ဖြစ်သွားပါလိမ့်မယ် နောက်တစ်ခုကဒီရဲ့ AI team mate ကိုကြည့်မယ်ဆိုရင်တော့ဘယ်သူစီမှအနီးကပ်ဆုံးရှိလဲသူစီလိုက်မှာဖြစ်ပါတယ်ဒီရဲ့ AI team mate ပုံမှာ PUBG Mobile ဘက်ကနေဘလို့ပုံစံ program နဲ့ရေးဆွဲထားလဲပေါ့ဗျာ app ပေါ်မှာမူတီးမှာဒီကောင်အလုံးလုံးမှာဖြစ်ပါတယ်ဥမာပြောရမယ်ဆိုရင် zone ထဲဝင်လာတော့သွေးရောသွားတယ်ဆိုရင်သွေးဖြည့်တာတို့ကိုယ့်ရဲ့ teammate တွေကို revive ပေးတာတို့နောက်တစ်ခုကပစ္စည်းတွေကောက်တာတို့ကားထဲဝင်လာတော့ပေါ့ဗျာအစားရှိသဖြင့် PUBG Mobile ဘက်ကနေဒီရဲ့ AI ကိုဘလို့ပုံစံရေးဆွဲထားလဲပေါ့ဗျာ app ပေါ်မှာမူတီးမှာအလုံးလုံးမှာဖြစ်ပါတယ်ရန်သူတွေကိုလည်းပြင်မှာဆိုတာသိကြပါတယ်ဒါပေမဲ့လုံးဝ share skill တွေပိုင်းနဲ့ပြင်မှာတော့မဟုတ်ပါဗျာအတိအကအဖြစ်ကျွန်တော်အမြင်အရပြောရ ်မစ်စင် support အနေနဲ့ပေါ်ရတဲ့ AI teammate ကကစားမှာဖြစ်ပါတယ်လက်ရှိအချိန်ဒီ AI teammate feature ကိုကြည့်ရမယ်ဆိုရင်တော့ rank mode မှာတော့တွေးမြင်ရမှာမဟုတ်ပါဘူး unrank mode တချို့မှာတွေးမြင်ရမှာဖြစ်ပါတယ်ဒီ AI teammate feature ပေါ်မှာလည်း PUBG Mobile ဘက်ကနေတိုးတက်မှုတွေလုပ်နေတာမျိုးရှိပါတယ်မကြာခင်အချိန်တော့ region အားလုံးမှာဒီကောင်ကိုတွေးမြင်ရမှာဖြစ်ပါတယ်ဒီ feature နဲ့ပတ်သက်ပြီးမှတကယ်ကျွန်တော်ဘယ်လိုမြင်လဲပေါ်ရ comment မှာမျှော်ဝေပေးသွားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ PUBG Mobile မှာဒီနေ့ M249 glitch pin အသေးထွက်ရှိလာတာရှိပါတယ်ဒီ event အချိန်ကိုပြောရမယ်ဆိုရင်တော့25ရက်လီလာနဲ့26ရက်ငါးလာထိသွားမှာဖြစ်ပါတယ်တရက်တိုင်ရဲ့ပထမအဦးဆုံး န်စပင်ကိုကြည့်ရမယ်ဆိုတော့30 UC ကျတဲ့မှာဖြစ်ပါတဲ့စပင်တစ်ချက်လောက်လိုကြည့်ကြည့်ရအောင်ဗျ M24 ကတော့ယူရမှာဖြစ်ပါတဲ့ဘောက်လေဆိုတော့ M24 ရဲ့ upgrade skin ကျွန်တော်စီမှာမရှိပါဘူးဗျာ10ကချုပ်တစ်ခါတည်းသွားပါမယ်ကျွန်တော်ကတော့ pre-order တင်ထားတဲ့အတွက်ပေါ့ဗျာ0 UC ဆိုရင်မှဖော်ပြပေးထားတာမျိုးရှိပါတယ် okay wow ကန်တော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်ဂျိုးပွေး skin ရရှိသွားပြီဖြစ်ပါတယ်ချေးချေးပါ corrupted ground backpack ကိုကျွန်တော်ရရှိသွားပြီဖြစ်ပါတယ်။ wow animation ပုံစံတွေ့မြင်ရတာမျိုးရှိပါတယ်ကျွန်တော်ဒီမှာ reward ထဲမှာသွားလိုက်ပါမယ်ဒီက job boy ကိုနှိမ့်လိုက်မယ်ဆိုရင်တော့အနောက်မှာကြည့်ရမယ်ဆိုရင်ဒီ job boy ကပေါ်ရ animation ပုံစံပေါ်ရသွားနေတာမျိုးရှိပါတယ်ကြည့်ကြည့်ပါတော်တော်လေးကိုမှိုက်တာမျိုးရှိပါတယ်ဒီမှာကြည့်ရမယ်ဆိုရင်ကျွန်တော်ကတော့ကံကောင်းတယ်လို့ပြောလို့ရပါတယ်တခြား reward တင်တဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီကပေါ်ရ ultimate set တွေပါတွေ့မြင်ရတာမျိုးရှိပါတယ်ကျွန်တော်ကြိုက်တာတော့ပေါ်ရဒီကောင်ကိုကြိုက်တာဖြစ်ပါတယ်ကြည့်ကြည့်ပါသူရဲ့ level max ပုံစံနေထားကိုကြည့်မယ်ဆိုရင်တော့လုံးဝအလွင့်ပဲဖြစ်ပါတယ်တခြား skin တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် granite တို့ mol ီတို့ပုံမှန်အတိုင်းတွေးမြင်ရတာမျိုးရှိပါတယ် return ပြန်လာတဲ့ item တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီ M7 Sit 2 skin ကိုတွေးမြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ဒီကဂျော်ပေါ် skin တို့ပေါ်ရနောက်တစ်ခုကဒီ outfit တွေပါတွေးမြင်ရတာမျိုးရှိပါတယ် emote နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီကောင်ကိုတွေးမြင်ရတာမျိုးရှိပါတယ် emote ကလည်းမိုက်ပါတယ်မစိုးလို့ပြောလို့ရပါတယ်နောက်တစ်ခုကျော်ဒီ M249 ရဲ့ emote ကိုကြည့်ရမယ်ဆိုရင်တော်တော်လေးကိုမိုက်တာမျိုးရှိပါတယ်ကြည့်ကြည့်ပါသူရဲ့ပုံစံအနေထားပေါ့ဗျာဒီမှာကျဆယ်ကားပေါ့ဗျာတစ်ခါတော့သွားကြည့်ကြည့်ရအောင်ဗျာကျွန်တော်စီမာဒီရဲ့ jam ကတော့6တုံးရှိတာဖြစ်ပါတယ်ဒါကြောင့်ပေါ့ဗျာကျွန်တော်ကတော့အများကြီး spin မလုပ်တော့ပါဘူး jam 3တုံးလို့တာဖြစ်ပါတယ်ဒီကောင်ကကျွန်တော် redeem လုပ်လိုက်ပိုင်ဗျာ redeem ဆိုလို့လိုက်ပါမယ် okay ဒီကနေကြည့်မယ်ဆိုရင်တော့ m249 ရရှိသွားပြီဖြစ်ပါတယ် okay ဆိုလို့လိုက်ပါမယ်ကံကောင်းတယ်လို့ပြောလို့ရပါတယ်ဘောက်လစ်ဆိုတော့ job boy skin ပေါက်သွားတဲ့အတွက်ပဲဖြစ်ပါတယ် m249 လည်းရရှိသွားပြီ job boy လည်းရရှိသွားပြီဆိုတော့မစိုးဘူးလို့ပြောလို့ရပါတယ်ဗျာတကယ်ချင်းတော့ဒီ m249 spin လည်းဖြစ်လာမလဲဖြစ်ဘူးလားဘလောက်ထိမှကံကောင်းလဲဘလောက်ထိမှကံဆိုးလဲ comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ